အမျိုးသမီးရတိုက်ခန်းတဲ့ကိုပြောင်းပြီးတော့တညာတွင်းမှာပဲအသက်ကြီးလာခဲ့ပါရယ်အဖွားကြီးရလိုက်ကရေကိုတခုပြီးတခုခြေပြီးတော့ဇပွဲကုံခြေထောက်နဲ့ခြိထားလိုက်ပါရယ်နောက်တော့ဗရင်ပေါက်ကနေဆင်းမို့လောက်ပါတော့ရယ်ဒါပေမဲ့သူမအောက်ကိုရောက်ခံနေမှာပဲလိုက်ကဂျိုရေကသူ့လိုလိုအပေါ်ကိုပြင်ရောက်သွားပြီးသူမကိုဆွဲတင်သွားရင်းနဲ့တိုက်ခန်းဗရင်ပေါက်လည်းပိတ်သွားပါတော့ရယ်ဒလုံးနဲ့လာနေငယ်ကြတဲ့အခါမှာအန်နာဆိုတဲ့25နှစ်အရွယ်အမျိုးသမီးကတိုက်ခန်းဝယ်ဖို့တွက်လာကြည့်တယ်။သူမကဒလုံးတိုက်ခန်းမျိုးကိုဈေးပေါ်ပေါ်နေရလို့သဘောရကြနေကြတော့တာပေါ့။ တိုက်ခန်းဆောင်ကျက်သူမြူလာနဲ့ပိုင်ရှင်ဖွားကြီးကသူမကိုအခန်းကိုလိုက်ပြပေးတာပါ။အန်နာကဒီအသက်ရွယ်ကြမှာဘာလို့ပြောင်းရွှေ့ခြင်းရတာလဲလို့အဖွားကြီးကိုမေးလိုက်တယ်။အဖွားကြီးကကဘာပတ်ပြီးခီးတွေသွားချင်တယ်လို့ဖြေလာခဲ့တာပါ။ဒီအသက်ရွယ်ကြမှာခရီးသွားကြတယ်ဆိုတော့အန်နာစိတ်ထဲမှာထူးဆန်းသွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူမအမုံမဲအမှန်မဲပဲနေလိုက်ပြီးစာချုပ်မှာလက်မှတ်ထိုးဖို့လုပ်ပါတော့တယ်။ လမ်းမထိုးခင်မှာဖွာကြီးရတကယ်ဝဲကျင်လားလို့တေးသေးချာချာကိုမေးတာပါ။သူမကပျော်ပျော်ရွှင်ရွှင်နဲ့ပဲကောင်းကြီးလိုက်ပါရယ်။လမ်းမထိုးဖို့ဘောပဲအမင်ကုန်နေတော့ဖွာကြီးရသူ့စီရဘောပဲကိုခက်မြန်မြန်ပေးလာပါရယ်။လမ်းမထိုးပြရနဲ့ဖွာကြီးလည်းပျော်ရွှင်စွာထွက်သွားခဲ့ပြီးတော့မြူလာကသူမကိုအခန်းတော်ပေးပါရယ်။ခဏကြာမှသူမအခန်းတန်ရှင်ရေးဆလုပ်ပါရယ်။သူမကနေရန်ကိုစေးတုပ်ပြီးစင်ဘော်ကဖုန်တွေကိုလည်းရှင်းလင်းပါရယ်။အဟောင်းတွေကိုအမိုက်အိတ်ထဲမှာထည့်ပြီးတော့တိုက်အောင်မှသွားပြစ်ပါရယ်။ ဒါပေမဲ့သူမအခန်းစီကိုပြန်လာတော့နေရန်ကစေးထုတ်ထားသလိုမဟုတ်ပဲအရင်အတိုင်းဖြစ်နေပြီးဆဲမော်မလေးဖုန်တွေပြန်တက်နေကြတာပါ။ဒါအပြင်သူမစပွဲပေါ်ချထားတဲ့တတိရိယာပါပုတ်တိုးနေကြပါတယ်။ ူမကစိတ်ထဲမှာထားပဲနောက်တစ်ခါတန်ရှင်းရေးထက်လုံရင်းနဲ့တတိရဲကိုအသည်ပြန်ချထားပါရယ်အမိုက်တွေနောက်တစ်ခါသွားပြစ်ပြီးပြန်လာချိန်မှာတော့ခုနကတိုင်းတိုက်ခန်းကဖုံးတွေတက်ပြီးတတိလဲပုံသွိုးနေပါပြီသူမဒလုံးနဲ့ထက်ခါတလဲလဲတန်ရှင်းနေပေမဲ့အရင်အတိုင်းပဲပြန်ဖြစ်လာပြီးမိုးချုပ်သွားခဲ့ပါရယ်သူမလေးမောပန်းနေပြီးတော့အိပ်ပြောသွားခဲ့ပါရယ်ညတကောင်မှာတော့အခန်းထဲကရေဒီယိုဟာသူ့လိုလိုပွင့်လာခဲ့တာပါ အရိတန်ကြောင့်သူမနိုးလာပြီးအမှန်ရှိမှရက်ပြီးတော့သူမရဲ့ပုံစံဟာဒီကနေ့အထက်အနေငယ်အသက်ကြီးလာသလိုဖြစ်နေပါပြီ။သူမလည်းပထမရက်မှာရင်စိတ်ပြတ်သွားခဲ့ပြီးအခမ်းမမနေတော့ဘူးလို့မြူလာကိုသွားပြောပါရယ်။မြူလာကဝဲသူအသက်မရှိမချင်တိုက်ခန်းကိုပြန်မရအောင်လို့စာချုပ်နဲ့တကွပြောပါရယ်။အန်နာကရဲတိုင်မယ်လို့ပြောတော့မြူလာကနည်းနည်းမှတော့မတုံ့လို့ပါဘူး။ပြီးတော့တိုက်ခန်းကမထွက်ဖို့သူမကိုတေးချမှာပါရယ်။သူမကမြူလာပြောတာကိုကယူမဆိုင်ပဲဇီယဝင်းစီမှာသူမပုံစံပြောင်းလဲသွားတာနဲ့ပတ်သက်ပြီးတော့သွားဆက်စေးတာပါ။ဇီယဝင်းကပုံမှန်ပဲလို့ပြောတော့သူမလေးအရင်က ရုပ်ကိုပြဖို့အတွက် ID ကတ်ကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့ ID ကတ်ပုံကအဖြတ်ခံထားရပါတယ်။ညကြတော့သူမဟိုတယ်မှာပဲအိပ်ဖို့ဆုံးဖြတ်လိုက်တယ်။ညလေလောက်မှသူမနိုးလာတော့သူမရဲ့ခန္ဓာကိုယ်ကလေးလံနေခဲ့ပြီးလမ်းလျှောက်ရတာတော့မှခက်ခဲနေကြတာပါ။ ။မှန်တဲ့ကြည့်လိုက်တဲ့အချိန်မှာတော့သူမဟာအသက်80ရွယ်လောက်ကိုအိုမင်းနေခဲ့ပြီးတွားတစ်ချောင်းမှာကြွကြလာခဲ့ပါတယ်။အနာကအလန်တကြားနဲ့မြူလာစီကိုပြန်သွားတော့မြူလာကသူမပုံစံကိုကြည့်ပြီးတိတ်ပြီးတော့မအောင်ခဲ့ပါဘူး။မြူလာကဒီတိုက်ခန်းကထွက်သွားရင်အသက်ကြီးမြန်နေဆိုတာရှင်းပြပါရယ်။သူမလည်းစိတ်ပြန်လက်ပြန်နဲ့တိုက်ခန်းစီကိုပြန်လာခဲ့ပြီးမီးရှို့ဖို့လုပ်ပါတော့တယ်။တကယ်လုံးကိုဒီစေရီလောင်းပြီးမီးရှို့ဖို့လုပ်ပေမဲ့မီးရပြန်ပြန်ငိမ့်သွားခဲ့တာပါ။ပြီးတော့အတော်ဝင်လာတဲ့အခန်းဟာစိတ်တူပုံပေါ်လာပြီးတော့သူမကိုတယောက်ယောက်ကလဲပေးညစ်တလို့ခန်းစားလာခဲ့ရပါပြီ။ သူမလည်းကြာသွားတော့မြူလာရောက်လာပြီးပါဇက်ထရရတစ်ခုကိုဆွဲထုတ်ပေးလိုက်ပါတယ်။ ပါဇက်ကနေပဝါတစ်ခုထွက်လာခဲ့ပြီးသူမှလည်းတရိယာလာခဲ့ပါတယ်။မြူလာကအန်နာကိုရစ်တစ်ခွက်တိုင်ရင်တဲ့တိုက်ခန်းကြောင်းကိုရှင်းပြပါတော့တယ်။ဒီတိုက်ခန်းမှာပထမအောင်ဆုံးနေခဲ့တဲ့အမျိုးသမီးတွေဟာတညာထဲမှာပဲအဖွားကြီးတွေဖြစ်နေပြောင်းလဲသွားပြီးတရဲစာမှလည်းနာမည်ကြီးသွားခဲ့တာပါ။ဒါပေမဲ့ဒီကိစ္စကိုရဲတွေလည်းမဖြေရှင်းနိုင်တာကြောင့်တိုက်ခန်းကိုဒီတိုင်းထားလိုက်ကြပါတယ်။အသက်ဝင်နေတဲ့တိုက်ခန်းကအထီးချန်နေပုံပေါက်ပြီးပိုင်ရှင်တွေကိုသူနဲ့ပဲအတူတူနေစေချင်နေတာပါ။မြူလာကတရလွတ်သွားမယ်ဆိုရင်တော့ဝဲသူအသက်ရှာဖို့အတွက်ပြောပါရယ်အန်နာလဲသူမအီစာဟာဒန်နီယ ယ်ကိုတွားတွေ့ခဲ့တာပါ။ဒန်နီယယ်ကသူမကိုမမှန်မိပဲအန်နာရဲ့အဖွားလိုပဲထင်နေခဲ့တော့တာပေါ့။နောက်တော့ဒန်နီယယ်ရဲ့လက်ရှိကောင်မလေးရောက်လာပြီးသူတို့ဆောင်တွေတိုက်ခန်းဝယ်ဖို့ကြောင်းပြောနေတာကိုအန်နာကြားသွားခဲ့ပါတော့တယ်။ ဒါပေမဲ့အန်နာကဘာမှမပြောဖြစ်ခဲ့ပါဘူး။အခုဆိုရင်အန်နာကလမ်းထောင်ကောင်းကောင်းမရှောင်းနိုင်တော့ပဲဒုက္ခောက်တုံးနေရပါပြီ။တိုက်ခန်းကတခါတလေမှသူ့လိုလိုကော်ဖီတွေဖြောစားစရာတွေလုပ်ပေးရင်းနဲ့အန်နာရှိတ်ကိုရလာပါတယ်။ဒါပေမဲ့အန်နာကသွန်ပြပြီးခဏနေမှစားပါတယ်။သူမအဝယ်လဲဖို့လို့တော့သူမလက်ထဲမှာအယိုးတွေမရှိဘဲနဲ့ဝါယာကျိုးတွေပဲရှိတာကိုတွေ့လိုက်ရတယ်။မနက်မှာတော့အုံတွဲတွေတိုက်ခန်းဝယ်ဖို့ရောက်လာပြီးတိုက်တိုက်ဆိုင်ဆိုင်ဒန်နီယယ်တို့အတွဲဖြစ်နေကြတာပါ။ ူမလည်းပြောသွားပြီမဲ့လက်မှတ်ထိုးမဲ့အချိန်မှာတော့သူမပထမအဦးဆုံးဒီတိုက်ခန်းကိုရောက်တုန်းကအကြောင်းကိုတတိယသွားခဲ့ပြီးဒန်နီယယ်ရက်ကိုမောင်းထုတ်လိုက်ပါတယ်။အန်နာကသူမစီမလာဖို့နဲ့တိုက်ခန်းပြင်ဘက်ကိုတော့ခံထားဖို့အတွက်ညူလာကိုမှာခဲ့တာပါ။သူမသာတိုက်ခန်းမှာပဲတည်ရဲထိနေသွားမယ်ဆိုရင်တိုက်ခန်းကလည်းအထီးကျန်ပြီးတော့တည်သွားလိမ့်မယ်လို့တွေးနေခဲ့ပါတယ်။ညူလာထွက်သွားပြီးတော့သူမဆိုဖာပေါ်ထိုင်လိုက်ပြီးညင်ညင်သာသာတိတ်ဆုံးခွင့်ပေးဖို့အတွက်တိုက်ခန်းကိုပြောလိုက်ပါတယ်။ခဏကြာမှပဲသူမတကူလုံးဆိုဖာထဲကိုဝင်သွားပြီးအဝတ်စားရိတ်သာကျန်ခဲ့တော့တာပါ။ သူမပြောက်သွားတာနဲ့ဆိုဖာပေါ်မှာပဝါလေးတစ်ခုပေါ်လာခဲ့ပါတော့တယ်။ဘေးနားမှာတခြားပဝါနှစ်ခုရှိနေပြီးဒီတိုက်ခန်းမှာတည်ဆုံသွားကြတဲ့သူတွေရဲ့ပဝါတွေဟာဒီတိုက်ခန်းရဲ့တစ်စိမ့်တစ်ပိုင်းဖြစ်သွားကြတာပဲဖြစ်ပါတယ်။အမြဲတမ်းချစ်ခင်ပေးတဲ့တယောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်။ Like and Share Subscribe ခေါင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါရှင့်။